ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကလေးပေါင်း1ဘီလီယံကိုအခမဲ့စာတင်ပေးသွားမဲ့ CC ရဲ့သတင်းနဲ့အတူတင်နာမှာမုံလာဦးလုံမရအောင် Ward ID တွေတောင်းလာတော့မဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ ရမရဘုံအနေနဲ့ကလေးပေါင်း1ဘီလီယံကိုအခမဲ့စာတင်ပေးသွားမဲ့ CC ရဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ Binance ရဲ့ founder CC ကတော့ Binance မှာစီမံခန့်ခွဲခွင့်မရှိကြောင်းတရားရုံးအမိန့်ချခံရပြီးတဲ့နောက်မှာတော့ပညာရေးပိုင်း project တွေကိုအာရုံစိုက်သွားတော့မှဖြစ်ကြောင်းဆိုခဲ့ဖူးပါရစေ။ထောင်လေးလကြာပြီးတဲ့နောက်ပိုင်းမှာလည်း GG Academy ဆိုတဲ့ Web3 ပညာရေး platform တစ်ခုကိုတေချာအာရုံစိုက်လဲပတ်လာတာကိုတွေ့ရပြီးတော့အခုဆိုရဲ GG Academy ကနေတဆင့် ကလေးငယ်ပေါင်း1ဘီလီယံကိုစာသင်ပေးနိုင်မယ်လို့မျှော်မှန်းထားကြောင်း token 2049ကနေထုတ်ပြောလာပါတယ်။ကျွန်တော်တို့စီမရှိနေတဲ့နေပညာတွေနဲ့ဆိုရင်ကလေးတွေအတွက်ပညာလဲရသလိုစေဝင်စားဖို့လဲကောင်းမဲ့ app တစ်ခုဖန်တီးဖို့ဆိုတာမခက်ခဲပါဘူးလို့စီစီကဆိုထားပြီးကေသွဲပညာရေးစနစ်ကိုအခမဲ့သင်ကြားပေးသွားနိုင်မှုမျှော်မှန်းထားပါတယ်။အခမဲ့ပညာရေးသင်တန်းတွေထဲမှာညှိနှိုင်းခြင်းအသက်ပညာဗန္ဓာရေးစီမံခန့်ခွဲမှုစွန်းတီထွန်းလုပ်ငန်းတွေအယောင်ပိုင်းဆိုင်ရာတွေဥပဒေပိုင်းဆိုင်ရာတွေ blockchain နဲ့ AI အကြောင်းတွေကိုအပိုင်းတွေခွဲပြီးသင်ကြားပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။အခုနောက်ပိုင်းမှာတိုးတက်လာတဲ့နည်းပညာတွေကိုအမိလိုက်နိုင်ဖို့အတွက်ကလေးအရွယ်တွေမှာဒဲကနည်းပညာပိုင်းဆိုင်ရာတွေကိုစိတ်ဝင်စားပြီးအကျွမ်းတဝင်ရှိလာအောင်သင်ပေးဖို့လိုလာပါတယ်။ဂျပန်နိုင်ငံမှာတော့ generative AI နည်းပညာတွေကိုသင်ကြားရေးပိုင်းမှာအထောက်အကူပစ္စည်းအဖြစ်အကန့်အသတ်နဲ့အသုံးပြုခွင့်ပေးထားပြီးဖြစ်တယ်လို့အိန္ဒိယနိုင်ငံရဲ့ကျောင်းတချို့မှာဆိုရင်လဲ AI human right CR တွေကိုအသုံးပြုလာတာတွေရှိနေပါတယ် ဘယ်နိုင်ငံတွေဘလောက်တိုးတက်တိုးတက်မြန်မာနိုင်ငံမှာတော့စာရွက်ပေါ်မှာရေးဖြည့်ရတဲ့သမယိုးကြပညာရေးစနစ်ကနေအဆင့်မတက်နိုင်သေးပဲမျိုးကြီးတွေကကြောင်းအများစုမှာတောင်းကွန်ပျူတာဂန်ဆိုတာကလူကြီးလာမှဟန်ပြဝင်ထိုင်ရတဲ့စနစ်အဖြစ်ရှိနေစေဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဒါမှာမွန်လာဦးလုံးမရအောင်ဝါဒိုင်းဒီတောင်းလာတော့မဲ့တရင်ကိုတက်ဆက်ပေးကြပါတယ်။ US မှာ Warcoin ကတရားဝင် ဖြစ်သွားပါပြီ။မျက်လုံးစကန်နေလိုက်ဖက်ပြီး ID တွေထုတ်ပေးနေတာကြောင့်နိုင်ငံအတော်များများမှာတားမြစ်ခံထားရတဲ့ Warcoin ကတော့ US မှာတရားဝင်ဖြစ်သွားပြီဖြစ်သလို US နိုင်ငံသားတွေအနေနဲ့မျက်လုံးစကန်ဖက်ခံလိုက်တာနဲ့ Warcoin ဒီရမယ်အပြင် WLD token တွေပါရနိုင်တော့မှာဖြစ်ပါတယ်။လောလောဆယ်မှာတော့ Atlanta, Austin, Los Angeles, Miami နဲ့ Nashville နဲ့ ဆန်ဖရန်စစ္စကိုမြို့ရီမှာပဲ WiFi ထုတ်ပေးတာတွေလောက်နိုင်အောင်မှာဖြစ်ပေမဲ့နောက်ပိုင်းမှာတော့ US တနိုင်ငံလုံးဖြန့်ကျက်သွားနိုင်မှုမျှော်မှန်းထားပါတယ်။ WiFi ကနောက်ပိုင်းမှာလည်းဗီဇာနဲ့ပူးပေါင်းက WLD တုတ်ကင်းတွေတုံးပြီးတော့ငွေပေးချေလို့ရနိုင်မဲ့ WiFi ဗီဇာကတ်တွေထုတ်ဖို့လည်းရှိနေပါတယ်။ဒါကြောင့် WiFi ID တစ်ခုရှိရုံနဲ့ဗီဇာကတ်လက်ခံတဲ့နေရာတိုင်းမှာ WLD တုံးပြီးတော့ငွေရှင်းလို့ရလာနိုင်ပါတယ်။ဒါအပြင် WiFi ID က Tinder, Hinge နဲ့ Match.com တို့လိုမျိုး dating app တွေရဲ့ဖန်တီးရှင် mesh crew နဲ့လည်းပူးပေါင်းထားပါတယ်ဒီပူးပေါင်းမှုကနေတဆင့်တင်တာပေါ်ကလူတွေကို water id နဲ့လူအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုဖို့ရှိနေပြီး online မှာတပုံအပြင်မှာတပုံဖြစ်နေတာမျိုးတွေကိုရှောင်ရှားလာနိုင်မှာဖြစ်ပါတယ်လောလောဆယ်မှာတော့ဂျပန်မှာပဲကနအုပ်စီမံကိန်းတစ်ခုအဖြစ်စတင်သွားဖို့ရှိနေတာကြောင့်တကယ်ဘာလို့အတိုင်းအတာနဲ့တုံးလို့ရနိုင်ဖို့ဆိုတာကတော့ကြောက်မှဖြစ်ပါတယ်ဂိမ်းပိုင်းမှာဆိုရင်လည်း razor နဲ့ပူးပေါင်းပြီးတော့ online ပေါ်ကကိုယ်နဲ့အတူတူဂိမ်းဆော့နေတဲ့သူတွေက လူအစစ်အမှန်ဟုတ်မဟုတ်အတည်ပြုနိုင်ဖို့အတွက်လုပ်နေတာတွေလည်းရှိနေပြီးတော့ ဗီဇာရဲ့ဆိုင်ကွဲတွေမှာ Wi-Fi ID ထုတ်ယူလို့ရနိုင်ဖို့စီစဉ်နေပါတယ်။နောက်ဆုံးတစ်ချက်ကတော့ Kelshi လိုပုံစံမျိုးလောင်ကစား website တွေမှာလည်း WhatsApp ကနေလောင်ကစားလုပ်လို့ရနိုင်တော့မှာဖြစ်တာကြောင့် Wi-Fi ကသူတို့ရဲ့ ecosystem ကိုအတော်လေးအားစိုက်ချဲ့ထွင်လာနေတာကို တွေ့ရပြီး Wi-Fi ID ကထားသူတွေ1 billion အထိရောက်ဖို့ကိုနှီးမျိုးစုံနဲ့တွန်းနေတာကိုတွေ့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ ိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လောက်တိုင်းမှာ fee discount ပြန်ရမယ်အခုကောကောအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trader မြင်ကြပါစေခင်ဗျာ